ဒေသခံပြည်သူတွေတွာလာရေးလွေကူစေဖို့ရည်ရွယ်ပြီးရခိုင်မျိုးသားဖွဲ့ရှုပ်အာရခတတော် ULE ကရှင်းပြည်နေပလဝမြို့နေကဒိုးချောင်းဝတိုက်နေမှာတရားအကြီးတစင်းအပါဝင်တရားလီစင်းကိုတိဆောက်ပေးခဲ့တယ်လို့သိရပါတယ်တိဆောက်ပေးခဲ့တဲ့တရားတွေကတော့အလျား၁၈ပေအနံ၆ပေတရားတစင်းအလျား၁၉ပေအနံ၆ပေတရားတစင်းအလျား၂၀ပေအနံ၆ပေတရားတစင်းနဲ့ အလျား83ပြီးအနံ9ပြီးတရားဤဒဇင်းတို့ဖြစ်ကြပါရယ်ပလဝတ်ဒေတာဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းတွေအတွေ့အီအီဖက်ကချပေးထားတဲ့ငွေတွေနဲ့ဒေတာလိုအပ်ချက်ကိုဖြည့်ဆည်းပေးတာလို့ပလဝတ်မြို့နယ်က ULAE တာဝန်ရှိသူတယောက်ကပြောပါရယ်ရွာချင်းဆက်လမ်းပေါ်ကချောင်းကူတရားလေးစင်းကိုအခုဂျွန်လာအတွင်းတိဆောက်ပေးကြတာဖြစ်ပြီးလက်ရှိမှာတောလာရေးအဆင်ပြေသွားပြီလို့ဒိုးရှောင်းဝဒေတာခန်အမျိုးသားတယောက်ကနရင်းစရာကိုပြောပါရယ် ပြီးခဲ့တဲ့မေလ9ရက်နေ့ကလေပလဲဝါမြို့နယ်ခဝဲနေမြေခဝဲကြီးရွာအပါအဝင်ရွာပေါင်းတစ်စစ်ထက်မနည်းကရှင်းဒေတာခန့်တွေတွာလာရလူကြီးစီဖို့အတွက်ရှောင်းကူတရာ၃စင်းကို ULAA ကတိဆောက်ပေးခဲ့တယ်လို့သိရပါတယ်ရှင်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးတော့ပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးတော့ပါမယ်ရှင်။